ရိသတ်များအားလုံးမင်္ဂလာခင်ဗျာဒီနေ့ညနေမှာကျွန်တော်တို့ရဲ့မြမလက်ရွေးစဉ်ယူဆက်ကုန်မျိုးစုံပေါ်လုံးသိဟာကိုမြေကိုရီကိုကွင်းကိုပရိသတ်ရှေ့မှာမှာအာရှဖလားရှစ်စစ်ပွဲအဆုံးပြပွဲစဉ်ကိုရှင်မြန်ကစားခဲ့ရပါတယ်မြန်မာယူဆက်ကွန်အမျိုးသီးဘောလုံးအသင်းဟာအင်ဒိုနီးရှားယူဆက်ကွန်အမျိုးသီးဘောလုံးအသင်းကိုရင်ဆိုင်ရှင်ပြိုင်ခဲ့ရတာဖြစ်ပါတယ်ခင်ဗျအင်ဒိုနီးရှားယူဆက်ကွန်အမျိုးသီးဘောလုံးအသင်းကအခုမတိုင်ခင်ပွဲစဉ်မှာမကာအိုကိုနှစ်ဂိုးကိုမရှိနဲ့အနိုင်ရထားခဲ့တယ် မြန်မာယူဆက်ကုံမျိုးစင်းဘောလုံးစင်းကလည်းမကာအိုယူဆက်ကုံမျိုးစင်းဘောလုံးစင်းကို89ဂိုးမရှိဆွဲရလနဲ့အနိုင်ရရှိထားခဲ့တယ်။ဒီတော့အုပ်စုအနေထားမှာမြန်မာကဂိုးကွာချချက်အသာစီးနဲ့အုပ်စုကိုဥဆောင်နေခဲ့တယ်။ဒီအုပ်စုမှာအစောပိုင်းကအသင်းလေးသင်းပါဝင်တဲ့မွန်ဂိုလီးယားမကာအိုအင်ဒိုနီးရှားမြန်မာ အဲ့တော့မွန်ဂိုလီးယားကရှင်စစ်ပွဲမစခင်မှာပြိုင်ပွဲရည်နှုတ်ထွက်သွားခဲ့တယ်ဒီတော့အသင်း၃သင်းနဲ့ရှင်ပြိုင်တဲ့ဘောဖြစ်သွားခဲ့တယ်ပေါ့အုပ်စုဘုတ်တင်းမဲ့ရှင်စစ်ပွဲအောင်မြင်မှာဖြစ်လို့ဒီပွဲမှာမြန်မာကတရေကြခဲ့ရင်ခြေစစ်ပွဲအောင်မွန်နေထားကိုပိုင်ဆိုင်ထားတယ်။အင်ဒိုနီးရှားကတော့အနိုင်ရမှာပဲခြေစစ်ပွဲအောင်မြင်မှာဖြစ်တဲ့အတွက်မြန်မာကိုသူတို့ကတိုက်စစ်ဖွင့်ပြီးတော့ကစားခဲ့တယ်ခမ။အင်ဒိုနီးရှားအသင်းမှာဒီနေ့အဓိကကစားသမားတွေအစုံလင်ပါခဲ့တဲ့အတွက်အသင်းကခံချက်ပြတ်တယ်လို့ဖြစ်နေခဲ့တယ်။ ပထမပိုင်းကိုအင်ဒိုနီးရှားကတံပြန်တိုက်စစ်တွေနဲ့ကစားတယ်။ခန်စစ်ကိုအဓိကထားပြီးတော့ပိတ်ဆို့ခဲ့တယ်။မြန်မာအသင်းကလည်းအင်ဒိုနီးရှားဘက်ကိုအနိုင်ဥတီရဲ့သဘောမျိုးနဲ့တိုက်စစ်ဖွင့်ပြီးကစားခဲ့တယ်။ဒါပေမဲ့အင်ဒိုနီးရှားအသင်းရဲ့အစင်းစင်ဖြတ်တုတ်ပုံတွေကြောင့်မြန်မာ900ကိုခတ်ခဲ့တယ်ခမညာ။ဒီပွဲစဉ်မှာမြန်မာအတွက်အရေးပါတဲ့တလုံးလေးသောအနိုင်ကိုအဆုံးပြတ်ဂိုးကိုပထမပိုင်းပြီးဆုံးခါနီးနာကျင်အချိန်ပေါ်မှာရှင်းတန့်ဖြူစင်တုံးက သွင်ယူပေးခဲ့တာဖြစ်ပါတယ်မကာအောင်နဲ့ပွဲစဉ်မှာဟတ်ထရစ်သွင်ယူခဲ့တဲ့မြန်မာတိုက်စစ်ဘုံလေးရှင်းတန်ဖြူစင်ပုံးကဒီနေ့ပွဲမှာလည်းဒီသူ့ကိုထိုးပေးလိုက်တဲ့ဘောလုံးပေါ့လေသူပြေလန်နဲ့ရောက်လာတဲ့ဘောလုံးကိုသူဆွဲပြေးပြီးတော့အင်ဒိုနီးရှားကစားသမားတစ်ယောက်ကကက်ထုပ်ကိုသူ့ကိုပိတ်ဆို့တဲ့ကြားကနေသူကအမြင့်ဘောကံပြီးတော့လှလာပါပါဂိုးသွင်းပေးခဲ့တာဖြစ်ပါတယ်အင်ဒိုနီးရှားဂိုးသမားကလည်းဂိုးဘောရဲ့အမြင့်ဘောကိုနည်းလေးရောက်နေတော့ ်ချင်းတန်ပြူစင်မုံကဂိုးတိုင်တောင်းတဲ့ကိုလှလှပပကိုင်းတဲ့အချိန်မှာသူဘလို့မှဖမ်းမိတော့မယ်နဲ့ဂိုးပေးလာတာဖြစ်ပါတယ်ခင်ဗျဒုတိယအိုင်းမှာအင်ဒိုအသင်းကရှေပါကိုရဖို့ကြိုးစားခဲ့ရင်လည်းမြန်မာအသင်းကတတိယနေနဲ့ထိန်းချုပ်ပြီးတော့ပွဲကိုအနိုင်ရလက်ရောက်သွားနိုင်ခဲ့ပါတယ်အခုမြန်မာလက်ရေးစင်ယူဆက်ကုံမြို့သမီးအသင်းဟာကို့မြေကို့ရေကို့ကွေးကို့ပရိသတ်ရှင်းမောင်းမှာအာရှပြိုင်ပွဲဝင်ဝင်ကိုရရှိသွားခဲ့ပါပြီအာရှဖလားပြိုင်ပွဲကို မြန်မာပြည်ဆက်ကုံအမျိုးသမီးအသင်းဝင်ခွင့်ရသွားပြီဆိုတဲ့အကြောင်းပြည်သက်တွေကိုဂုဏ်ယူမြောက်စွာနဲ့တင်ဆက်ပေးလိုက်ပါရခင်ဗျာကြည့်ရှုအားပေးပြည်သက်အားလုံးကိုအထူးအကျေးဇူးတင်ရှိပါရခင်ဗျာ